အစ္စရေးနဲ့အီရန်မနေ့ကဇွန်လ14ရက်နေ့ညအထိကိုဟောအီရန်ကလည်းအစ္စရေးနိုင်ငံကို ဘုံကျဲတယ်အစ္စရေးကလည်းအီရန်နိုင်ငံကိုဘုံကျဲပြီးတော့မှတနန်းတနန်းတက်ခိုက်နေတော့မယ်ဘယ်သူကနိုင်တယ်ဘယ်သူကရှုံးနေဆိုတဲ့အရာကိုအပိထောက်ခံသူတွေကတော့ပတ်လိုက်ပြီးတော့ပြောနေကြရပြအီရန်ထောက်ခံတဲ့သူတွေကလည်းအော်အီရန်ဘက်ကအစ္စရေးလေယာဉ်ကိုပစ်ချနိုင်တယ်အော်အစ္စရေးလေယာဉ်မူဟိုအမျိုးသမီးတယောက်ကိုဖမ်းဆီးရမိတယ်လို့ပြောရပြအစ္စရေးကလည်းအစ္စရေးထောက်ခံတဲ့သူတွေကလည်းအစ္စရေးနိုင်မယ်လို့ပြောရပြဒါကတော့ဘလူနိုင်မယ်လို့ဆိုတဲ့အရာနောက်မှအဖြေသိရလိမ့်မယ်ဒါပေမဲ့လို့အခုတိုက်ပွဲကမြေပြင်စစ်ပွဲမပဘူးဆိုလို့ရှိရင်အစ္စရေးကအီရန်ကိုနိုင်သွားနိုင်တယ် မြေပြင်စစ်ပွဲပါခဲ့မယ်ဆိုလို့ရှိရင်လည်းတတရကပါစစ်ကိုဦးတည်သွားနိုင်တယ်။ဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့နောက်ွယ်မှာရှိနေတဲ့သူတို့ရဲ့မဟာမိတ်ဒီကပါလာလို့ရှိရင်ဒါကတတရကပါစစ်ကိုဦးတည်သွားနိုင်မယ်အရာဖြစ်တယ်။တချို့ဝေဖန်သုံးတဲ့အတူတူကဘာလို့ဝေဖန်သုံးလဲဆိုလို့ရှိရင်အခုအစ္စရေးကအီရန်ကိုတိုက်တဲ့အရာကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့89ခုနှစ်မွေးနေ့ပြီးလို့ရှိရင်အမေရိကန်ရဲ့မရိတ်တပ်နှစ်ပေါင်း250ပြည့်မှာ อิสราเอลกับอเมริกาซัพพลายไตတာလို့သုံးသက်လက်သူတွေရှိကြတယ်ဒါလည်းဟုတ်ချင်မှလည်းဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ဘူးဒါပေမဲ့တေချာတာတစ်ခုကတော့อิสราเอลကထောက်လိုင်းရေးနီးပညာအရန်ကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်တချို့တွေကပြောတယ်อิสราเอลရဲ့နောက်ကွယ်မှာအမေရိကန်ကကြိုးကန်ပြီးလှုပ်ခိုင်းတယ်ပြောတယ်ဒါကလည်းတစ်စက်တစ်ပိုင်းမှန်တယ်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်อิสราเอลကိုအမေရိကန်ကကြိုးကန်တာလားအမေရိကန်ကိုอิสราเอลကကြိုးကန်တာလားလို့စဉ်းစားစရာပဲဗျာဘာဖြစ်လို့ဆိုလို့ရှိရင်อิสราเอลကအီရန်ကိုတိုက်ဖို့အတွက်အမေရိကန်ကိုအကြိမ်ကြိမ်တိုက်တွန်းခဲ့တယ် 2024ခုနှစ်တုန်းကလည်းတိုက်တွန်းခဲ့တယ်ဒေါ်နယ်ထရန့်လက်ထက်အရင်သမ္မတလက်ထက်တုန်းကတိုက်တွန်းခဲ့တယ်အတိုင်းမှာအောင်မြင်ခဲ့ဘူးဒါပေမဲ့အခုချိန်မှာတော့အစ္စရေးကအီရန်ကိုမတိုက်မနေရတိုက်ရမယ်ဆိုရဲသူ့ရဲ့ဆိုးမချက်နဲ့သူလုတ်ခဲ့တာတချို့တွေကအမေရိကန်နောက်ကွယ်ကကြိုးကင်ပြီးခိုင်းတယ်လို့ပြောခဲ့တယ်ဒါလည်းဖြစ်ချင်မှဖြစ်မှာဘာဖြစ်လို့ဆိုရင်အစ္စရေးကအမေရိကန်ကိုအားမလို့အားမရဖြစ်ပြီးတော့မှအကယ်၍များအီရန်နိုင်ငံကနျူကလ ియర్ ထုတ်ခဲ့လို့ရှင်ရခဲ့လို့ရှင်အစ္စရေးဆိုတဲ့နိုင်ငံတည်တည်လေးကအီရန်က ဘုံတစ်လုံးကျဲလို့ရှိရင်ပျောက်သွားနိုင်တယ်ဗျဒီဒီအခြေကိုအစ္စရေးကစိုးရိမ်တဲ့အတွက်အခုချိန်မှာတိုက်ခဲ့လို့ရှိရင်အီရန်ကပြန်ပြီးလက်တော့ပြန်လို့ရှိရင်အစ္စရေးနိုင်ငံရဲ့တစိတ်တစ်ပိုင်းထဲထိတာထက်ဆိုင်လို့ရှိရင်နျူကလ িয়ার ဘုံကြီးရသွားမှာကိုအရန်စိုးရိမ်တယ်ဗျဒါကြောင့်မို့လို့အစ္စရေးကချက်ချင်းကြီးဝင်တိုက်ခဲ့ရတာဖြစ်တယ်ဒါပေမဲ့ချက်ချင်းလို့ပြောမိမယ်လေ2024ခုနှစ်ပြီးခဲ့တဲ့နှစ်တုန်းကအေဘေလာတော့ကလည်းတချိန်တိုက်ခဲ့တယ်2024ခုနှစ်အော်တိုဘားလောက်တော့အော်တိုဘားလာတော့ကလည်းတချိန်တိုက်ခဲ့တယ်အဲ့ဒီအချိန်မှာ ဧပြီလတော့တိုက်ခဲ့တဲ့အချိန်မှာအီရန်ကဒုံးကျည်ပေါင်းအလုံး200ကျော်နဲ့ပြန်တုံ့ပြန်ခဲ့တယ်။အော်တိုဘာလောကတိုက်ခဲ့တဲ့အချိန်မှာအီရန်ကဒုံးကျည်ပေါင်းအလုံး300နဲ့300ကျော်နဲ့ပြန်ပြီးတုံ့ပြန်ခဲ့တယ်။ဒါပေမဲ့အခုချိန်ဇွန်လမှာဖြစ်ခဲ့တဲ့အရာကတော့အီရန်ကဒုံးကျည်ပေါင်းမြောက်များစွာနဲ့ပြန်ပြီးတော့တုံ့ပြန်ခဲ့တယ်။ဒီအချိန်ကအီရန်ပြန်လက်လို့ပြန်တဲ့အရာကတော်တော်များတယ်ဗျာ။ဒါပေမဲ့တော်တော်များတယ်လို့ပြောရပေမဲ့လည်းရေဘူးရအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်အစ္စရေးနိုင်တယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်ပတ်လိုက်ပြီးပြောတာမဟုတ်ဘူး။အဖြစ်မှန်ကိုပြောပြတာ။ဘာဖြစ်လို့အဲ့လိုပြောလို့ရလဲဆိုလို့ရှိရင်အစ္စရေးကဒီ၃ချိန်လုံးလုံးမှာ အီရန်နိုင်ငံရဲ့စစ်ဗိုလ်ချုပ်နဲ့နျူကလ িয়ার ပညာရှင်တိုက်ရိုက်ပညာရှင်ပေါင်းအယောက်20ကျော်ကိုသူတုတ်တင်နိုင်ခဲ့တယ်။သူကအဓိကမိန်းတွေကိုတုတ်တင်နိုင်ခဲ့တယ်။အီရန်ပြန်တုတ်တင်နိုင်ခဲ့တဲ့အရာကအစ္စရေးပြည်သူတွေများတယ်ဗျ။ဒါပေမဲ့လို့အများကြီးလည်းမဟုတ်ဘူး။10ခန်းလောက်ပဲရှိတယ်။အဲ့တော့အစ္စရေးကအခုချိန်မှာသူက လက်နက်အင်အားနဲ့သူကထောက်လိုက်နိပညာကောင်းတဲ့အတွက်အီရန်အတွက်စိုးရင်စရာဖြစ်ဒါပေမဲ့အီရန်ကမြေပြင်စစ်သားတွေဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့တမျိုးပြောင်းသွားနိုင်ဒါပေမဲ့မြေပြင်စစ်သားဝင်ဖို့ကလည်းတရာမှာတစ်ဆယ်ရာခိုင်နှုန်းပဲဖြစ်နိုင်တယ်ဗျအများကြီးမဖြစ်နိုင်ဘူးအဲ့တော့လက်တုပ်ပြန်မယ်ဆိုရင်လည်းသူကဒုံးကျည်နဲ့လက်တုပ်ပြန်နိုင်တယ်ဒါပေမဲ့နီးစနစ်ပိုင်းကအစ္စရေးကအာသာနေတဲ့အတွက်ဒါလည်းအီရန်အတွက်စိုးရင်စရာပဲနောက်တစ်ခုအာသာတာအစ္စရေးကထောက်လိုက်နိပညာအာသာလည်းဗျဒီထောက်လိုက်နိပညာကလည်းအစ္စရေးကအခုမှလောက်တာမဟုတ်ဘဲနဲ့ထောက်လိုက်နိပညာကကမ္ဘာပေါ်မှာအစောဆုံးလုတ်ခဲ့တဲ့ နိုင်ငံလို့ပြောလို့ရတယ်ဗျအစုံလုတ်ခဲ့တဲ့လူမျိုးလို့လည်းပြောလို့ရတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ခန့်တုန်းကอิสราเอลရဲ့တမန်ကျမ်းစာနဲ့ခရစ်ယာန်ရဲ့တမန်ကျမ်းစာနဲ့မပါတယ်ဗျအဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဘာသာရေးပြောတာမဟုတ်ဘူးเนาะကျွန်တော်အဖြစ်မှန်ကိုခြားပြောပေးတာအဲ့ဒါဘာလဲဆိုလို့ရှိရင်อิสราเอลကအဲ့ခါနန်ပြည်ဂျေရုရှလင်မြို့ကိုဝင်မဲ့အချိန်မှာသူ့ရဲ့ထောင်ရိုင်းရဲ့စနစ်ရကိုလွတ်ခဲ့တယ်အဲ့ဒီအထက်မှာယောရှုနဲ့ကာလတ်ဆိုတာပါခဲ့တယ်ဗျယောရှုနဲ့ကာလတ်ကအကောင်ပြောပြီးတော့မှဒီอิสราเอลနိုင်ငံကိုဩဒီอิสราเอลယူမဲ့ဒီမြေကိုငါတို့ဝင်တိုက်လို့ရတယ်ဆိုပြီးတော့သူအကောင်ပြောခဲ့တယ်အဲ့ ကတဲ့ကောအစ်ဒရိကဩနိပညာသူရဲ့နိပညာထောက်လိုက်နိပညာကိုသူအသုံးပြုခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကတည်းကအစ်ဒရိသုံးခဲ့တဲ့နိပညာအခုချိန်ထိပဲသူကတနိုင်ငံကိုတိုက်တော့မယ်ဆိုလို့ရှိရင်အဲ့နိုင်ငံကိုမတိုက်ခင်မှာအရင်ဆုံးသူရဲ့ထောက်လိုက်ရေးကိုချခဲ့တယ်ဗျဒါကြောင့်မို့အမေရိကန်ပြောတာသူရဲ့ CIA ဟိုအမေရိကန်နိုင်ငံရဲ့ထောက်လိုက်ရေးထဲမှာလည်း อิสราเอลတွေပါနေတယ်လို့ပြောတယ်ရုရှားတွေကလည်းဝန်ခံတယ်ဗျသူတို့နိုင်ငံထဲမှာอิสราเอลထောက်လိုက်နေတယ်အများကြီးရှိနေလို့ဝန်ခံတယ်ဗျအဲ့တော့อิสราเอลတွေကသူတို့နယ်မဟာမိတ်ဖြစ်တဲ့သူပဲဖြစ်ဖြစ်မဟာမိတ်မဖြစ်တဲ့သူပဲဖြစ်ဖြစ်အားလုံးထဲမှာသူတို့ရထောက်လိုက်နေတယ်လားအဲ့တော့อิสราเอลကထောက်လိုက်နေပညာမှာအဖက်ဖက်ကတာနေရတဲ့အတွက်အီရန်နိုင်ငံကထိတ်တန့်အရာရှိတွေကอิสราเอลကိုကြီးကြီးမားမားတုံ့ပြန်တဲ့အရာကိုပြည်သူတွေကစိုးရိမ်နေကြတာဒါပေမဲ့ပြည်သူတွေစိုးရိမ်တာထက် ထိတ်တန်းခေါင်းဆောင်တွေကပို့ပြီးစိုးရင်လည်းဘာလို့ပို့စိုးရင်ငါတို့ဒီလိုတုတ်ပြန်လို့ရှိရင်အစ္စရေးထောင်လိုင်းကြီးကဘလို့ရှိလာမယ်ဆိုတော့တို့ကကြိုပြီးတော့သူခံမှန်းနေပြကြိုပြီးခံမှန်းအော်ဒီအစ္စရေးကဒီလိုထောင်လိုင်းရှိတယ်ဆိုတော့သူကရဲရဲတင်းတင်းကြီးမတုံ့ပြန်ရတာဖြစ်တယ်အဲ့တော့ဒီအစ္စရေးနဲ့အီရန်နဲ့စစ်ပွဲမှာဘဒူနိုင်မလဲဘဒူရှုံးမလဲဆိုတဲ့အရာတုံ့တက်နေတဲ့သူတွေအတွက်ကျွန်တော်ပြောပြပါမယ်လောလောဆယ်တော့အစ္စရေးနိုင်နေတယ်အစ္စရေးရဲ့နိပညာနဲ့အစ္စရေးတိုက်ခိုက်ပုံတိုက်ခတ်နေရအစ္စရေးတာနေဒါပေမဲ့လို့ မြေပြင်မှာဝင်မယ်ဆိုလို့ရှိရင်တော့အီရန်တာသွားနိုင်တယ်ဒါပေမဲ့အဲ့လိုဝင်ခဲ့လို့ရှိရင်လည်းတက်တက်ကပါစစ်ဖြစ်သွားနိုင်တယ်အဲ့တော့သူတို့နိုင်ငံနှစ်နိုင်ငံအခုဖြစ်နေအရာဘလို့ဆက်ဖြစ်မလဲဆိုပြီးတော့မှဆက်လက်ပြီးတော့မှကြည့်ရှုဖို့တော့ဖြစ်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးကြပါဦးလို့ပြောပြပေးချင်ပါတယ်ဗျာ